သေးခင်တိထားတဲ့ပစ္စည်းတွေရဲ့အသုံးဝင်ပုံများနံပါတ်၁အနေနဲ့ကတော့ဟန်းကျဲပဲဖြစ်ပါတယ်ဟန်းကျဲလို့ပြောလိုက်ရင်လူအများစုကလက်ဆေးလို့ရတယ်ဆိုတာလည်းပဲသိရပါအဲတကယ်တော့ဟန်းကျဲဆိုတာလက်တင်မဟုတ်ဘဲနဲ့တခြားသောနေရာတွေကိုလည်းဆေးလို့ရပါအဲကျွန်တော်ပြောတာအင်ကြီးတို့ဘာတို့ကိုပြောတာပါအင်ကြီးတွေမှာအစွန်းထင်းနေညစ်ပင်နေရင်ဟန်းကျဲနဲ့အလွယ်တကူဖြတ်လို့ရပါတယ်အဲနောက်ပြီးဖုန်းတွေ laptop တွေအတွက်ဆိုရင်လည်းမှန်ကြည့်စေးအနေနဲ့အသုံးပြုလို့ရဖြစ်ပါတယ်အဲဒါရင်ဘဲလားဆိုတော့မဟုတ်သေးပါဘူး အယုတ်တရချွေးစော်လေးနန်းလာရင်လေဟန်းကျဲလေးကိုကတိုးလေးလိမ့်ပြီးတော့ချွေးနာမထွက်အောင်ကာကွယ်နိုင်သေးပါဘူး။အင်း။နောက်ပြီးတော့သပင်းကျမ်းမာရေးအတွက်ပါအထောက်ကူပြုသေးတယ်လို့ဆိုပါတယ်။အဓိကတော့ဟန်းကျဲဒီမှာပါဝင်တဲ့အေကိုဟောကြောင့်ဘာလို့လို့တင့်တယ်နေတာဖြစ်ပါလဲ။အဲဒါကြောင့်လူကြီးမင်းတို့လည်းဘာလို့လို့တင့်တယ်ခြင်းလဲဆိုရင်တော့အေကိုဟောလေးဆောင်ထားဖို့အကြံပေးချင်ပါတယ်။ဟန်းကျဲကိုပြောတာ။ Okay ။နမနေနေနေကတော့ခဲပြက်ပါ။အဲနမရတာခဲပြက်ဆိုပေမဲ့ခဲတစ်ခုတည်းဖြတ်လို့ရတာမဟုတ်ပါဘူး။ခဲပြက်ကနေရာတော်တော်များများမှာအသုံးဝင်ပါတယ်။ ဘုဖနတ်တွေညစ်ပေနေတဲ့အခါမျိုးမှာလည်းခဲပြက်လေးနဲ့ပုတ်ပြီးတော့တန်ရှင်းလို့ရပါတယ်။အဖနတ်တွေကိုခဏခဏဆေးနေရတဲ့ဆိုင်ဒီနီလန်းလေးကဖနတ်နာတာကိုလည်းတတ်သားစေပါတယ်။နောက်ပြီးတော့ပလင်းဒီမှာကတ်နေတဲ့ဆက်ကူစားတွေကိုလည်းဒါမျိုးခဲပြက်လေးနဲ့ချစ်ပြီးတော့အစဲတကူဖြတ်လို့ရပါတယ်။ကိုစီမှာတခုခုညစ်ပတ်နေတာမျိုးရှိရင်ခဲပြက်နဲ့သာအရင်ဖြတ်ကြည့်ဖို့အကြံပေးချင်ပါတယ်။ခဲပြက်ဆိုတာတော်တော်များများကိုဖြတ်နိုင်လို့ပါ။ဒါပေမဲ့ तुम အပေါ်မှာထားတဲ့တန်ရုံးစင်ကတော့ဘာနဲ့မှဖြတ်လို့ရမှာမဟုတ်ပါဘူး။နံပါတ်3နေနဲ့ကတော့ Torrice ရဲ့ Secret Code တွေပါ တောင်းလိုက်ဆေးအများစုကဒါမျိုးအောက်ခြေလေးတွေမှာဒေးတောင်းကွက်အမှတ်သားလေးတွေပါနေတတ်ပါတယ်။အဲဒရိမထားမိဘူးဆိုရင်လည်းအိမ်ကသွားလိုက်ဆေးကိုတစ်ချက်လောက်သွားပြန်ကြည့်ကြည့်ပါ။ဒါလေးတွေကတဘူးနဲ့တဘူးလည်းအယောင်မတူတတ်ကြပါဘူး။တကယ်တော့ဒီအယောင်တွေကသွားလိုက်ဆေးတွေမှာကမီကယ်ဘလောက်ထိပါဝင်တယ်လဲဆိုတာကိုဖော်ပြပေးတဲ့အမှတ်သားလေးတွေဖြစ်ပါတယ်။အများစုကတော့အစိမ်းပြအနီမဲဆိုပြီးတော့အယောင်၄အောင်တိရှိပါတယ်။အစိမ်းကတော့လုံးဝ neutral ပါ။တဘောပစ္စည်းတွေကြီးပဲမို့လို့တဘူးလုံးဝါးဆိုင်ရင်တော့ဘာမှမဖြစ်ပါဘူး။နောက်တစ်မျိုးကတော့အပြာပါ။အပြာကလည်းကမီကယ်လုံးဝမပါပါဘူး။ သူကတော့တဘာဝကရတဲ့ပျက်စီးပဲနဲ့သွားအတွက်အကျိုးပြုစေမယ့်ဆေးဝါးတချို့ကိုပေါင်းဆက်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။အဲအစိမ်းလိုမျိုး pure natural မဟုတ်ဘူးဆိုပေမဲ့သွားအတွက်အသင့်တော်ဆုံးအမျိုးအစားလို့ပြောလို့ရပါတယ်။နောက်တစ်မျိုးကတော့အနီပါ။အနီကတော့တဘာဝနဲ့ chemical ကိုပေါင်းဆက်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။အဲနောက်ဆုံးကြံတဲ့အမဲကတော့ pure chemical ပါ။ဒီအောင်တွေကိုတခြားရွေးပြီးတိုက်မယ်ဆိုရင်သွားချမ်းမာရေးအတွက်လည်းပို့ပြီးတော့အထောက်အကူပြုစေနိုင်ပါတယ်။အဲကျွန်တော်တို့ကတော့စားနယ်ပဲတိုက်တယ်ဆိုတဲ့သူတွေကတော့ဒီ pot flea ကိုကြော်သွားလို့ရပါတယ်။ ။နံပါတ်၄နေနေကတော့ smartphone တွေကပလတ်စတစ်လိုင်းလေးတွေပါ။ကျွန်တော်တို့ဖုန်းတွေမှာဒါမျိုးပလတ်စတစ်လိုင်းလေးတွေပါနေတာကိုသတိထားမိကြမယ်လို့ထင်ပါတယ်။အထူးသဖြင့် iOS သမားတွေဆိုရင်ပို့ပြီးတော့သတိထားမိမှာပါ။တကယ်တော့ဒါလေးတွေကအင်တာနက်တွေ Wi-Fi တွေကိုဖမ်းယူပေးနေတဲ့အင်တာနက်တိုင်လေးတွေဖြစ်ပါတယ်။အထူးသဖြင့်တန်ပေါ်တွေနဲ့လှုပ်ထားတဲ့ smartphone တွေမှာဒါမျိုးတွေကိုအများဆုံးတွေ့မြင်နိုင်ပါတယ်။အကြောင်းရင်းကတော့ကျွန်တော်တို့အသုံးပြုနေတဲ့ Wi-Fi နဲ့အင်တာနက်တွေကတထုပစ္စည်းတွေကိုမကျော်ဖြတ်နိုင်လို့ပါ။ ဒါကြောင့်မဲတထုကိုရီချားထဲမှာပလတ်စတစ်လိုင်းလေးတွေထည့်ပေးထားတာဖြစ်ပြီးတော့ဒီလိုင်းလေးတွေကနေပဲလိုင်းတွေကိုဖမ်းယူပေးနေတာဖြစ်ပါတယ်။အဲဒါကိုမသိဘဲနဲ့လျားပြီးဓာတ်နဲ့ချက်လိုက်မိတယ်ဆိုရင်တော့နောက်တစ်လုံးသာကြိုဝယ်ထားလိုက်ဖို့အကြံပေးချင်ပါတယ်။နံပါတ်9အနေနဲ့ကတော့ V shape တွေပါ။တချို့သောဆွက်တာတွေမှာဒါမျိုး V shape ပုံစံခြေတိုးလေးတွေပါနေတာကိုတွေ့ဘူးကြမယ်လို့ထင်ပါတယ်။ဒါတွေက fashion လောက်အောင်ပုံဖော်ထားရင်တသက်မဟုတ်ပါဘူး။အင်ကြီးကိုချွေးစုံအောင်လုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ရင်ခေတ်ကဘောလုံးသမားတွေပါဒါမျိုးဆွက်ဆက်တွေဝတ်ပြီးကန်ခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယချက်ကတော့ level ပေါက်တွေကျေမသွားအောင်လုပ်ပါဒါပေမဲ့ယနေ့ခက်မှာတော့ကုန်ကျစရိတ်နဲ့အချိန်တွေကို short ချနိုင်မှုတွေဒါမျိုးခြိထိုးလေးတွေမထည့်တော့ဘူးလို့သိရပါတယ်အဲလက်ရှိမြင်နေရတဲ့ V shape တွေကတော့ခြိထိုးထားတာမျိုးမဟုတ်ဘဲနဲ့ဒီတိုင်း classic ပုံစံအလှထည့်ထားတာမျိုးဖြစ်ပါတယ်အဆုံးကြီးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်